မိမိကိုယ်တိုင်မိမိရဲ့ယန္တုမဖြစ်ပါစေနဲ့တန်ကိုတန်ဖြတ်တန်ခြေတက်ဆိုတာတန်ငါဖြစ်ပေါ်လာတဲ့တန်ခြေသည်တန်ကိုပြန်စားတယ်မိမိရဲ့အရေးချင်းဉာဏ်ဖြစ်မှု မမယွင်ယွင်လုံးမှု မမယွင်တွေးတော်ကြံစီမှု ပြောဆိုမှုလုံးမှုတွေဟာတန်ကြီးကတန်ကိုဖြစ်တယ်လို့ကိုလောက်ရတည်းကကိုယ့်ကိုပြန်ဖြစ်စီတယ်လို့သူတို့ဆိုလို့တယ်ပေါ့အဲ့ဒါကိုယ့်ကိုပြန်ပြီးရန်သူဖြစ်နေတဲ့အဓိပ္ပာယ်ရရသော်ဘုရားဟောတဲ့လူတွေဟာအမတ်တမဲ့နေလို့ရှိရင်မသိဘူးဒါကြောင့်မို့စဉ်းစားချက်နဲ့ချက်ကိုစဉ်းစားငါဟာဒီကနေ့လူဖြစ်နေအသိဉာဏ်ရှိတဲ့လူသားတယောက်ဖြစ်နေပြီ ်ဆင်ញင်သုံးသက်ကြည့်ငါဟာငါလူရကြောင်ငါကိုကိုရန်သူများဖြစ်နေသလားသို့မဟုတ်ငါဟာငါဘဝကိုအကျိုးပြုတဲ့ငါရဲ့မိတ်ဆွေဖြစ်သလားဒီနေရာမှာ ရန်သူဆိုတာပျက်စီးအောင်လုပ်တာမှန်တယ်များရန်သူအကျိုးပြုတာကမိတ်ဆွေတချို့ပုဂ္ဂိုလ်တွေဟာကိုယ့်ကိုယ်ပျက်စီးအောင်လုပ်တာတချို့ပုဂ္ဂိုလ်တွေဟာကိုယ့်အကိုကြီးပွားအောင်လုပ်တာအဲတော့ကိုယ့်ကိုယ်ကိုပျက်စီးအောင်လုပ်ရင်ရန်သူကကိုယ့်ကိုယ်လုတ်တယ်လို့ကိုယ့်ကိုယ်လုတ်ချင်းကြောင့် ိမိကိုယ်တိုင်ဟာပျက်စီးရတယ်။အဲ့တော့တခြားယန္တုကြောင့်ပျက်စီးတာမဟုတ်ဘဲနဲ့မိမိကိုယ်တိုင်ကမိမိရဲ့ယန္တုဖြစ်ပြီးပျက်စီးသွားတယ်လို့ဒီလိုဆိုတယ်။အဲ့တော့မိမိကိုယ်တိုင်ကမိမိရဲ့မိတ်ဆွေကောင်းဖြစ်ကလား။သူများတွေမိတ်ဆွေ ကိုယ့်ရဲ့မိတ်ဆွေဟုတ်တာမဟုတ်တာအသာထားကိုယ်ကိုယ်တိုင်ကကိုယ့်ရဲ့မိတ်ဆွေဖြစ်လား။ကိုယ်ကိုယ်တိုင်ဟာကိုယ့်ရဲ့ယန္တုများဖြစ်နေမလားဆိုတာအလေးနဲ့ထားစဉ်းစားကြည့်။